အပြောင်းအရွှေ့ရသည်မဟုတ်ပေမဲ့လူငယ်ကစားသမားလေးတယောက်ကတော့အသင်းကြီးတွေနဲ့အတူတူသတင်းထွက်လာရင်လည်းဘလုံးပရိသတ်တွေရဲ့အာယုံကိုဖန်ဆားထားတာကိုတွေ့ရပါတယ်။သူကတော့အသက်20နှစ်အရွယ်ကွင်းလယ်ကစားသမားလေးနီကိုဖက်စ်ဖြစ်ပါတယ်။ကိုမိုအသင်းနဲ့အတူခြေစွမ်းပြနေတဲ့ကစားသမားလေးကိုလောလောဆယ်အခြေအနေမှာ Arsenal အသင်း Chelsea အသင်းတို့ကစောင့်ကြည့်နေပြီးတော့သူ့ရဲ့ရခင်ကလပ်ဖြစ်တဲ့ Real Madrid ကလည်း buyback clause ကိုအသုံးပြုပြီးတော့2026မှာပြန်လည်ခေါ်ယူခြင်းနေတယ်ဆိုတော့ အကြောင်းကိုသတင်းတော်ဝင်များမှာတွေ့ရပါတယ်ဒီအကြောင်းကိုဆက်လက်တင်ပြမှာဖြစ်ပါတယ် Arsenal နဲ့ Chelsea ကစားသမားဟောင်း Fabregas ကင်တွေ့နေတဲ့ City Club ကိုမှအသင်းရဲ့ကွင်းလယ်မှာ Nico Bass ကတော်တော်လေးခြေစွမ်းပြနေတယ်ထုံးစံတိုင်းအသင်းကြီးတွေရဲ့စိတ်အာရုံကိုလည်းတော်တော်လေးဖန်ဆားထားပါတယ်ကွင်းလယ်တိုက်ဆက်ကစားသမားတူဦးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဖန်နီးမှုစွမ်းရည်တွေ Golden စွမ်းရည်တွေကတော့ အထွေထူးညှောဆူစရာမလိုဘူးသူလူငယ်တန်းမှာသူတော်တော်လေးလုံနိုင်တဲ့အထဲမှာပါတယ်ဒီ performance ကိုသာဆက်ပြီးတော့ထိမ့်သိမ်းသွားမယ်ဆိုလို့ရှိရင်လာမယ့်ရာသီတွေမှာဘလောက်အထိဘောလုံးဆက်ခွန်ပေါ်ကိုရောက်လာမလဲဆိုပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အထဲမှာတော့ပါပါတယ်အဲ့လိုအခြေအနေမျိုးနဲ့အတူတူဥရောပထိပ်သီးအသင်းတွေကလည်းစိတ်ဝင်စားလာတယ်အဲ့ဒီထဲမှာ Arsenal အသင်း Chelsea အသင်းစတဲ့အင်္ဂလန်ထိပ်သီးအသင်းကြီးတွေပါလာတယ်အာဇနယ်အသင်းရဲ့ကွင်းလမ်းမှာသူတို့ရဲ့အကြီးကကစားသမားဖြစ်တဲ့အသင်းကပတိန်လည်းဖြစ်တဲ့မာတင်အိုဒီဂတ်ရှိနေတယ် ဒါပေမဲ့ဒဏ်ရာရတော့မကြာခဏရနေတယ်။ဒါကြောင့်မို့လို့ကွင်းလယ်မှာအခုနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင် Ibrichi XC ပွဲထွက်ကစားတဲ့လူငယ်ကစားသမားလေး Ethan Wanery လည်းရှိတယ်။ဒါ့အပြင်မကြာခင်အသက်16နှစ်ပြည့်မဲ့ Wonder Kid လေး Max Dorman လည်းရှိနေတယ်။ဒါပေမဲ့အခုလိုမျိုးလူငယ်ကစားသမားတစ်ယောက်ထွန်းတောက်လာတဲ့အခြေအနေမျိုးမှာလည်းအာဆနယ်အသင်းကစောင့်ကြည့်နေပြီးတော့စောင်းရသည်မှာပဲကမ်းလန်းသွားဖွယ်ရှိနေတယ်ဆိုတဲ့သတင်းတွေကိုအီတလီသတင်းဌာနတော်တော်များများကဖော်ပြနေကြတယ်။တစ်ချိန်တည်းမှာ ကစားသမားအသစ်တွေကိုခေါ်ယူရမှာလုံးဝလက်မနှေးတဲ့ Chelsea အသင်းကလည်းစောင့်ကြည့်နေရတဲ့ဆိုတဲ့အကြောင်းကိုတွေ့ရတယ်။ Chelsea အသင်းဆိုတာလည်းတည်င်းထွက်တာနဲ့ကစားသမားခေါ်ယူတာနဲ့ကအမြဲတမ်းတစ်ချိန်တည်းလိုလိုလှုပ်ဆောင်ပြနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့် Chelsea ကိုလည်းကျွန်တော်တို့ဖယ်ထားလို့မရပါဘူး။တစ်ချိန်တည်းမှာသူ့ရဲ့မိခင်ကလပ်ဖြစ်ခဲ့ပူတဲ့ Real Madrid ကလည်းစာချုပ်ပါအချက်လက်ကိုအားပြုပြီးတော့ပြန်လည်ခေါ်ယူခြင်းနေတဲ့ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ထို့အတူလက်ရှိ club ကိုမိုကလည်းဒီလူငယ်ကစားသမားလေးကိုသူတို့အသင်းမှာပဲ ဆက်ပြီးတော့ထားခြင်းနဲ့ဆိုတဲ့အခြေအနေရှိပါတယ်ဆိုတော့စောင့်ကြည့်နေတဲ့အသင်းပြန်ခေါ်ခြင်းတဲ့အသင်းထိန်းထားခြင်းတဲ့အသင်းအဲ့ဒီလိုအခြေအနေကြားထဲမှာရှိနေတဲ့ transfer rumor တခုဖြစ်ပါတယ်ဒါပေမဲ့ဘယ်အသင်းကိုရောက်သွားမလဲဆိုတဲ့အချက်ကတော့ Real Madrid အသင်းနဲ့ကာယကံရှင်ကစားသမားရဲ့အပေါ်မှာပဲမူတည်တယ်လို့တော့စပိန်သတင်းစာတွေကရေးထားတယ်။ဘာကြောင့်လဲဆိုတော့စာချုပ်ပါအချက်လက်အရအားအသာဆုံးဖြစ်တာက Real Madrid ဖြစ်နေတယ်။အကယ်၍လူငယ်ကစားသမားလေးကသာစပိန်ကိုပြောင်းခြင်းနဲ့ဆိုလို့ရှိရင်ဒီကိစ္စက ရှော့ရှော့ရှူရှူပဲဖြစ်သွားမှာဖြစ်တယ်။ကိုမိုအနေနဲ့လည်းဘာမှတက်နိုင်ပွဲတော့မရှိပါဘူး။အချို့သောသတင်းတွေအရတော့ Arsenal နဲ့ Chelsea တို့ဟာကစားသမားလေးရဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပြီးတော့အချို့ဆွေးနွေးမှုတချို့ပြုလုပ်ခဲ့တယ်ဆိုပြီးတော့လည်းတွေ့နေရပါတယ်။ဒါတော့ကြောင်းရွှေ့ရာသီမဟုတ်ဖဲနဲ့ဘောလုံးပြိုင်ပွဲတွေအချိန်မြင့်နေတဲ့အချိန်မှာကြားပြတ်ထွက်ပေါ်လာတဲ့လူငယ်ကစားသမားလေးနဲ့အသင်းကြီးတွေရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။သတင်းတွေထူးလို့ရှိရင်ထပ်ပြီးပြောပြပေးပါအောင်မယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။